အစ္စလာမုအလัยကုမ်ဝရဟမတုလ္လာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1446ခုရှဝလ15ရက်ခရစ်နှစ်2025ခုနှစ်ဧပြီလ14ရက်နေ့တနင်္လာနေ့မှာ9မိနစ်တင်အောင်မြင်ခရီးရဲ့တင်ကြဆာအမစင်969ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒေါက်တာအဒမ်ရှယ်ကာဝီရဲ့ရာဆာအီလ်မီနယ်ကုရ်အန်ကုရ်အန်ဂျန်လာတဝန်လောဆိုတဲ့ဂျန်ကန်နေပြီးတော့မှာအာယတ်တအာယတ်ကိုကိုးကားတင်ပြထားတဲ့အချက်လေးကိုပြန်လည်မျှဝေပြရစီအဲ့တော့အာယတ်တော်ကတော့ أعوذ بالله من الشيطان الرجيم ولقد آتينا داود منا فضلا يا جبال أوبي معه والطير وألنا له الحديد ما لو شمك حضرت داود كو ميمي أتنا روني جيزو روري تيمين تاري بيدي أكاما ما لو شمك تاوني كو أمين بيدي أتنو دروي داود تكيني أتودو تنبيعين لاي بيبو နောက်ငါကလေးတွေကိုလည်းငါလောက်ရှိမြတ်ကဒါဝုတခင်နဲ့အတူတူစပူတချမ်းဖတ်ရွတ်ချိန်မှာဝိုင်းဝန်းပြီးတော့မှတိတ်ဆူပေးဖို့ငါလောက်ရှိမြတ်ကအားလုံးကို အမိန်ပေးထားတယ်ပြီးတဲ့အခါမှာဟာဇတ်ဒါဝုအတွက်တန်ချောင်းကိုဖော်ပြောင်းလို့ပျော်ပြောင်းစေခဲ့ပါတယ်တဲ့အော်ဒီအာရတ်တော်ကိုအခြေခံပြီးတော့တခင်အနေနဲ့ရေးတယ်အသင်ဟာအလောက်ရှိမြတ်နဲ့အတူအမြဲတမ်းရှိနေရင်အလောက်ရှိမြတ်ကလည်းအသင်နဲ့အတူတူရှိနေပါပါအဲ့တော့အလောက်ရှိမြတ်ထံတော်ပါမှာအသင်ကချင်းကပ်ထားမယ်ဆိုရင်အရှင်မြတ်ကလည်းအသင်ကို မိမိရဲ့အပားတော်မှာထားပေးထားပါလိမ့်မယ်။ဟောအခုလိုတန်ချောင်းကိုပျော်ပြောင်းစေတဲ့ဟာဇတ်ဒါဝုဒ်အတွက်ပျော်ပျော်ပြောင်းပြောင်းလှုပ်ပေးနိုင်တဲ့အရှင်က အသင့်အတွက်ခက်ခဲအောင်ဘာမှလှုပ်ပေးမှာမဟုတ်ပါဘူးတဲ့။လူတွေအတွက်လူတွေရဲ့နှလုံးသားတွေကိုအသင့်အတွက်နုညံ့တိမ်မွေ့စေမှာဖြစ်ပါတယ်။ပြီးတဲ့အခါမှာတောင်နေကြီးငယ်တိရစ္ဆာန်လေးတွေကိုဟာဇတ်ဒါဝုဒ်အလัยဆလမ်ဘာဝနာစီဖြန်းနေတဲ့အခါဇဘူရ်ကျမ်းကိုဖတ်ရတဲ့နေတဲ့အခါမှာ ပုံပေါင်းပြီးတော့မှပါဝင်စေတဲ့အရှင်မြတ်ကအသင်နဲ့ပတ်သက်ပြီးတော့လေအသင်ဟာလူတွေနဲ့အဟဇာတဖြစ်အောင်အဝင်ခွင့်ကြဖြစ်အောင်လှုပ်ခိုင်းဖို့အတွက်ဘာမှမခက်ခဲပါဘူးတဲ့အဓိကကတော့အသင်ဟာအလောရှိမြတ်ရဲ့အမိန့်တော်ကိုနာခံနေဖို့ပဲလိုတယ်အဲ့တော့အဲ့လိုနာခံနေသေးတဲ့ကာလပတ်လုံးအလောရှိမြတ်ကလည်းအသင်နဲ့ပတ်သက်ပြီးတော့စွမ်းရည်စွမ်းမကားတွေကိုချီးမြှင့်မယ်လို့ဂရိပေးလိုက်ခြင်းဖြစ်ပါတယ်ဒါကြောင့်အသင်ဟာအလောရှိမြတ်နှစ်သက်တဲ့အလုပ်တွေကိုဦးစားပေးဆောင်ရွက်နေရင် အလောရှိမြတ်ကလည်းအတင်နှစ်သက်တာတွေအားလုံးကိုအတင်ကိုချင်းမြန်ပေးနေမှာ ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖြစ်ချင်တာတွေကိုဘယ်လိုပုံစံဖြစ်အောင်လုပ်ရမလဲဆိုတော့အလောရှိမြတ်ကျွန်တော်တို့ကိုလမ်းညွန်မိန့်ကြားထားတဲ့အလုပ်တွေကိုဦးစားပေးလှုပ်ဆောင်ရင်ကျွန်တော်တို့ဖြစ်ချင်တာတွေအားလုံးကိုလည်းအလောရှိမြတ်ကမုတ်ချအကန့်ဖြစ်စေမှာပါဒါကြောင့်အင်ရှာအလာကျွန်တော်တို့အချိန်တစ်ခုတော့စောင့်ရမယ်အချိန်တစ်ခုတော့ကျွန်တော်တို့ပေးရမယ်ကျွန်တော်တို့ဘက်ကအဓိကပေးဆပ်ရမှာကကျွန်တော်တို့အလတ်ရဲ့အမိန်တော်နာခံခြင်းတော့အလောရှိမြတ်ရဲ့ဣဘာဒတ်တွေပြုခြင်းဖြစ်ပါတယ် ဒါတွေကိုကျွန်တော်တို့ဆောင်ရွက်နေမယ်ဆိုရင်အင်ရှာလာဘလောက်ရှိမှကလည်းကျွန်တော်တို့ကိုအကောင်းဆုံးကျွန်တော်တို့အဖြစ်ချင်းဆုံးကျွန်တော်တို့အလိုချင်ဆုံးအခြေအနေတွေနဲ့ကျွန်တော်တို့ကိုကြုံဆုံစေမှာဖြစ်တယ်ဆိုတာဟာမြေကြီးလက်ခံမလွဲပါအားလုံးကိုအလောရှိမြတ်ချီးမြှင့်ပေးသနာတော်မူပါစေအစ္စလာမုအလိုင်ကွမ်ဝရဟမတူလာဟီဝဘရကာ